အမေရဲ့အော်တယ်မကြားခင်ဘောလုံးကွင်းကိုအရင်လစ်ပြေးရတာလဲအမောပါပဲဘောလုံးကံမဲ့နေရာရောက်ရင်တော့ဘောလုံးပိုင်ရှင်ဖြစ်တယ်ကျွန်တော်ကအရှည်တန်းကစားရပါလိမ့်ဘောလုံးပိုင်ရှင်ဘာစည်းကံမဲ့ထုတ်ထုတ်ဂျန်တဲ့တကယ်ချင်းတွေအကုန်လုံးကတသွေးမတိန်နားထောင်ကြတာငယ်ဘွားအမှတ်တရပါပဲအကောင်ကြီးတဲ့တကယ်ချင်းကနောက်တန်းဆော့ရင်ဆော့မဆော့ရင်ဂိုးဆောင်ရပါဒါဟာထုံးစံပါပဲဂိုးကလည်းဖဏတ်တွေနှစ်ဖက်စီပုံထားတဲ့စမောဂိုးပါပဲဘောလုံးမကန်တတ်ဘူးလို့ပြောတဲ့ကောင်ကတော့တခါလေးအိမ်ဝေးတဲ့ကောင်တွေရဲ့လွဲကိုစောင့်ပေးရပါလိမ့် ကြောက်ခဲခွင်းဖြစ်လို့ဘောလုံးမှလည်းဖာရပရပြင်းနေပါပဲခဏခဏဖာအလုံးလုံးစပိန်လေထိုးတံနဲ့လိုအပ်မဲ့ပစ္စည်းတွေကိုကျွန်တော်တငယ်ချင်းတွေရတဲ့မုံဘုံနဲ့စုဝဲကတခါတည်းယူဆောင်ထားလေလိရှိပါတယ်ကြောက်ခဲခွင်းမှာဖဏတ်မပါပဲခြေပြောင်ကစားတာဖြစ်လို့ဘဲသူဆိုတန်အားမရတဲ့သူမရှိပါဘူးကြောင်းပြဲဆိုရင်နေဘူးမိုးရွာမှာဆောင်ကစားလုံးလုံးခြေတော့မှလည်းဘောလုံးကန်ရတဲ့အနာပေါင်း16000နဲ့ပါပြီမိုးရေမမှာဆိုရင်တော့ကြောက်ခဲခွင်းမှာကစားတယ်ကျွန်တော်တို့ဖို့လဲမလုံးပဲထားတဲ့လဲခွင်းတွေကလည်းရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်